ဇူကီနီနဲ့ဝတ်သားကိုကြောစားမှာဖြစ်ပါတယ်တော့မစားဘူးလို့တော်တော်များမထင်ဘူးသူ့ရဲ့ပုံစံအပြင်းမဲ့ကျင်တော့သခွားသီးနဲ့ဆင်းတယ်အရသာတော့နည်းနည်းချိုးတဲ့အရသာလေးနဲ့ခါတက်တက်အရသာလေးပါတယ်တော်လေးစားလို့ကောင်းပါတယ်သူ့တော့ဥရိုင်းတွေကိုဖယ်ထုတ်ပြီးတော့မထူမပါအနေတော်လေးလီးပေးထားပါမယ် လှီးနေတဲ့အချိန်မှာအဆီရောတော်တော်လေးထွက်ပါတယ်။အခုလှီးပြီပြီဆိုတော့စားလေးနည်းနည်းထည့်ပြီးသေချာလေးနှံ့အောင်လဲပြီး15မိနစ်လောက်ထားပါမယ်။ကဲအခု15မိနစ်လောက်လဲထားပြီးပြီဆိုတော့သူရေနဲ့သေချာလေးထက်ထက်ခါခါဆေးပေးပါမယ်။ရေနဲ့သေချာလေးဆေးပြီးပြီဆိုတော့သူရေတွေထွက်အောင်ညှစ်ထုတ်ပေးပါမယ်။ ရေတွေလည်းညှစ်ထုတ်လို့ပြီးပြီဆိုတော့စာပြီးကြော်ပါတော့မယ်။ဟိုးတဲ့ဥစီအနေငယ်ထဲမယ်။ပြီးရင်တော့ပပလှိထားတဲ့ဝက်သားတွေကိုရင်ထဲကြော်ပေးပါမယ်။ချက်တုံပြူထည့်မယ်ချက်တုံပြူကိုနုံနုံစင်ပြီးထည့်ရင်လည်းရရယ်နော်ပြီးရင်အဆက်ကိုလိုတဲ့လောက်ထည့်မယ် ဝတ်သားရဲ့လက်ချက်ခံနေပြီဆိုတော့အစောရေညှစ်ထားတဲ့ဇူခိနီတွေထည့်မယ်။ပြီးရင်ပပလိထားတဲ့မုံလောင်းနေတွေလည်းထည့်ကြပါရစေ။မကြိုက်ရင်မထည့်လို့ရပါတယ်။ QC နဲ့ဘဲငပြရဲ့လည်းလိုတလောက်ထည့်ပါမယ်။ရောင်လေးပိုလာတော့ဘက်ကပြရင်ပြည့်လေးလေးနည်းနည်းထည့်ပါရစေ။သူ့ကိုကြိုက်ကြော်စရာမလိုတော့ဇူခိနီတွေကိုနည်းနည်းနှုံးယုံလောက်ပဲကြော်ပြီးရပြီ။ နောက်ဆုံးမှာတော့ချက်သွင်းမိတ်လေးအုပ်ပြီးအိုချလို့ရပါပြီ။ zucchini လေးဝါတာထုတ်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 လေးနဲ့တော်တော်လေးစားလို့ကောင်းတာမို့လို့လိုက်ချက်စားကြည့်ကြပါနော်။ဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတွေမှာထပ်တွေ့ပါမယ်